်မင်္ဂလာပါကျမတော့ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် EOR တိုင်းလီမျက်နှာမျိုးနယ်ကတိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာစစ်ကောင်စီတပ်ကအရဲသားတွေရဲ့လက်ကင်ဖုန်းတွေကိုသိမ်းယူထားပြီးအဆက်အသွယ်ဖျက်တောက်နေရလို့ဒေသခံတွေစီကသိရပါဗျ။ စစ်ကောင်စီတပ်ကဧပြီလ29ရက်နေ့ကစတင်ပြီးတိုက်ပွဲဖြစ်နေတဲ့လေးမျက်နှာမြို့နယ်ပန်းတော်ကြီးကျေးရွာနဲ့ပတ်ဝန်းကျင်ကျေးရွာတွေကအရက်သားတွေရဲ့လက်ကင်ဖုန်းတွေကိုလိုက်လံသိမ်းယူထားပြီးအဆက်အသွယ်ဖျက်တောက်ထားတာလို့ဆိုပါရယ်စက်ကောင်စီတက်ကအယတားရီရဲ့ဖုန်းတွေကိုဘာမှပြောဆိုတာမရှိဘဲတင်းသွားတာဖြစ်ပြီးဖုန်းမရှိဘူးလို့လိန်ပြောပြီးဟွက်ထားတဲ့သူတွေလောက်ပဲဖုန်းသုံးနေရတယ်လို့ပန်းတော်ကြီးရွာကစစ်ပေးဆောင်တယောက်ကပြောပါရယ် စက်ကောင်စီတပ်ကဧပြီလ29ရက်နေ့တွေကတင်ထားတဲ့အရသားတွေရဲ့လက်ကင်ဖုန်းအလုံး200ကျော်ကိုဒီကနေ့ဧပြီလ29ရက်နေ့ထိပြန်ပေးတာမရှိသေးသလိုလိုက်လံရှာဖွေပြီးထပ်မံသိမ်းဆည်းတာတွေလည်းလုပ်နေရလို့ဆိုပါတယ်ရှင်မြန်မာနိုင်ငံဘက်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထပ်မံထွက်ပြေးလာတဲ့ရိုဟင်ဂျာတသိန်းကျော်နေစရာမရှိဖြစ်နေတာကြောင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကခုံလုံခွင့်ရှာဖွေပေးနေရလို့ Anadolu Agency သတင်းမှာဧပြီလ28ရက်နေ့ကဖော်ပြပါဗျာ။ ရခိုင်ပြည်နယ်မှာမြန်မာစစ်အုပ်စုနဲ့အရခတ်တပ်တော် AA တို့ကြားပရိပခနဲ့တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစလို့ထွက်ပြေးလာတဲ့ရိုဟင်ဂျာဒုက္ခသည်တသိန်းကျော်အတွက်ခုံလုံခွင့်ပေးဖို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကိုတောင်းဆိုထားတယ်လို့ဆိုပါရယ်။ အခုလိုအသိဝင်အောင်လာကြတဲ့ဒုက္ခသည်တွေကြောင့်ဘင်္ဂလားဒေ့ရှ်ကကော်ဗဇာဒုက္ခသည်စခန်းမှာရွှေဂျာဒုက္ခသည်ဥယေတိတသမ3တန်အထိမြင့်တက်လာခဲ့တယ်လို့ဆိုပါရယ်။အသိရောက်လာတဲ့ရွှေဂျာဒုက္ခသည်တွေဟာလက်တလောအင်ယာအသက်ဆောက်လုပ်ဖို့နေရာမရှိတာကြောင့်စခန်းအတွင်းကယာယီတဲတွေစာသင်ခန်းတွေနဲ့ပလီတွေမှာတဲခိုနေကြရတယ်လို့လည်းသူကပြောပါရယ်ရှင်။ ဘာမာအတ်ကိုအစောတလင်အသက်သွင်းပြီးမြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ဖို့ကန်လွတ်တော်အမတ်တွေကထရန့်အစိုးရကိုတွန်းအားပေးနေပါတယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်။ဘာမာ Research Institute ကစီစဉ်တဲ့ American Cinema အမတ်တွေနဲ့ Korean ဘာသာရေးကောင်းဆောင်တွေရဲ့မြန်မာအရေးပေါ်အမြင်သဘောထားပေါင်းဆက်ရှင်းလင်းပွဲကိုဒေသဆန်တော်ချင်း April 28ရက်နေ့မွန်လွယ်ပိုင်းကကန်လွတ်တော်နိုင်ငံတကာရေးရာကော်မတီစီဝေးခမ်းမှာပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီကငလင်လှုပ်ပြီးချိန်မှာတော့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေမရက်ပဲထိုးစစ်ဆင်နေတာဘာသာရေးစောင့်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကံလွတ်တော်မတ်တွေကသူတို့ရဲ့အစိုးရပေါ်တွန်းအားပေးဆောင်ရွက်နေတာတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်အခမ်းအနားကိုမြို့သားညီညွတ်ရေးအစိုးရ NUG ယာယီတမရဒူဝါလက်ရှိလာကအွန်လိုင်းကနေတစင်ပါဝင်ခဲ့ပြီးပြည်တော်စုလွတ်တော်ကုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကတော့လူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ် policy solution that's here uh the burma act policy အဖြေရှာချက်ကဒီမှာရှိပါတယ် ဒါပါမှအဲကျွန်တော်တို့ဖြည့်ရှင်းချက်နောက်တစ်ခုရှာဖို့မလိုပါဘူးကျွန်တော်တို့ဒီဥပဒေကိုအသက်သွင်းပြီးအကောင့်တွေပေါ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအမှန်တကယ်ဖြစ်လာအောင်လုပ်ဖို့လိုပါတယ်ကျွန်တော်တို့ကအခုခိုးခေါ်စီရေးခေတ်ကိုပြန်ရောက်တယ်ဖြစ်နေတယ်ဒါပေမဲ့ဒီကိုးခေါ်ကပူလောင်ပါတယ်ဒါကအရှိလေပိုင်းမှာပူလောင်နေတယ်ယူကရိန်းမှာပူလောင်နေတယ်အခုမြန်မာပြည်မှာပူလောင်နေပါတယ်စီရေးခေတ်အခြေအနေကိုပြန်ရောက်နေရပါလူတွေဟာနေ့စဉ်ပြစ်ခတ်တပ်ဖြတ်ခံရပါတယ်အခုကျွန်တော်တို့ကဘယ်မှာရောက်နေရဆိုတာကိုထေချာသုံးသပ်ပြီးပြောရမှာဖြစ်ပါတယ် ျွန်တော်တို့ဟာမြန်မာနဲ့မဟာမိတ်ဖြစ်ပြီးတေချာပေါက်အနိုင်ရမှာကျွန်တော်တို့ကလစ်လူရှိမှထားဖို့ဆိုရင်ပေါ့လေကျွန်တော်တို့တေချာပေါက်အနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်အာနာသိဆေးဥစုကအတိုင်းမီမှာဥစ္စာမရှိတော့ပါဘူးပြည်သူတွေကသူတို့ကိုမုန်းနေပြီကျွန်တော်တို့ကအနိုင်ရမယ့်အခွင့်အရေးရှိနေပါပြီဒါကိုကျွန်တော်တို့ကဘာကြောင့်လစ်လူရှိထားမှာလဲ We we got the winning hand here and the only way we lose is neglect လက်ရှိ Trump အဆိုရဟာ Korean ဘာသာရေးတိုင်ဝိုင်းပေါ်အလေးထားဆက်ဆံမှုတွေရှိနေတာကြောင့်မြန်မာရေးပေါ်အဆိုရရဲ့အာရုံစိုက်မှုပိုရလာအောင်မြန်မာရေးတက်ကြွလှုပ်ရှားသူတွေကဘာသာရေးလွတ်လပ်ခွင့်ရှိအောင်ကနေချင်းကပ်နေကြတာပါသမရအောင်ကျူးဝိုင်းကလက်ထက်မှာအတည်ပြုထားတဲ့ Burma Act ဟာ American မြို့သားကာကွယ်ရေးလုပ်ပိုင်ခွင့်အဥပဒေ NDA အောက်မှာအကျုံးဝင်နေတာဖြစ်ပြီးမြန်မာရေးက American နိုင်ငံရဲ့လုံခြုံရေးပေါ်တက်ရောက်မှုရှိနေတဲ့အတွက်ဥပဒေတရအဖြစ်ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပြုထားပါတယ် မြန်မာရေဟာထူးခြားတဲ့ချင်းချောင်မှုအဖြစ်ဆက်ရှိနေကြောင်း January 20ရက်နေ့မှာတမရထရမ့်ရဲ့အင်မီရာကထုတ်ပြန်ထားပြီးနောက်ပိုင်းမှာတော့မြန်မာရေနဲ့ပတ်သက်တဲ့ကံဆိုးရရဲ့လှုပ်ရှားမှုတည်င်းတွေပြောင်းလဲတက်ခဲ့ပါတယ်။ငွေချင်းဆုပ်ပြီးမှာဟာအခု US အစိုးရကနေ9 million 4 million ပဲ digital အကူအညီပေးတယ်။ကျွန်တော်တို့ပူပြရမြင်မြပေးစီချင်တယ်။အဲ့တချက်နောက်တစ်ချက်ကအခုလေကြောင်းတော်တော်လေးဆက်လက်ပြီးတော့သူတိုက်ခိုက်နေတဲ့ခု စစ်ဖိုင်လေလေချင်းကတက်ခဲနေတယ်အခုဒီလောက်ငလင်းလှုပ်ပြီးတော့အခုဂျိုးစားနေအလုံးလုံးနေချင်ပါလေဆက်လက်ပြီးတော့တက်ခဲတယ်ဒါကြောင့်မို့ ADA လေကြောင်းနဲ့တက်ခဲနေတဲ့ဟာဘာသာရေးအဆောင်အုံဗုဒ္ဓဘာသာပဲခရီးရမယ်တိုက်ခတ်နေတာဟာစီဗီလတိုက်ခတ်နေတာပဲဂျာတန်ဖို့ US ဆိုရကနေကူငေတင့်တယ်ဆိုပြီးတော့ဒီအချက်နှစ်ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ verifying လုပ်တာဖြစ်ပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြည်သူနှစ်သန်းဝန်းကျင်ရေးပေါ်ကူညီရေးလိုအပ်ခဲ့တယ်လို့ကုလရဲ့ထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။ငလင်မေးမတိုင်ခင်ကုလရဲ့ထုတ်ပြန်ချက်တွေအရမြန်မာပြည်သူတန်း20ဝန်းကျင်ဟာလူသားဆန္ဒအကူအညီတွေလိုအပ်နေကြတာပါ။ဘာမတ်ပပြထမ်းချက်တွေရမြန်မာရေးအတွက်အကူအညီပေးမဲ့ဒေါ်လာတန်း120ဝန်းကျင်အားလည်းမြေပြင်ကိုအနေငယ်သာစီစဉ်မှုရှိခဲ့ပြီးတမရာထရမ်အမိန်နဲ့ USA လုပ်ငန်းတွေရန်သာထားပြီးနောက်မှာတော့ကြံနေတဲ့အကူအညီအလုံးတွေပါရပ်တန့်နေကြတာဖြစ်ပါတယ်။ကျွန်တော် တုဒ္ဒချမ်းသာပါရှမ်းနယ်ကင်းအင်းနယ်ဆက်မှာရှိနေတဲ့မိုးပြဲမှာစစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေရင်ရဲဘော်တယောက်ကြာဆုံးခဲ့ရတယ်လို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်အမှတ်1001တပ်ရင်ကျွဲချိုတပ်ခွဲကဧပြီလ28ရက်နေ့မှာထုတ်ပြန်ပါတယ်။ အသက်29နှစ်အရွယ်ရဲဘော်မောင်ကျော်ရှိန်ဟာဧပြီလ29ရက်နေ့မှာစက်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့မိုးပြင်းရှိတန်းတနေရာမှာကြာဆုံးခဲ့ရပြီးစာပနာအခမ်းအနားကို28ရက်နေ့မှာပြုလုပ်ပေးခဲ့တယ်လို့သိရပါဗယ်။လက်နက်ကြီးကြောင့်ကြာဆုံးသွားတာဖြစ်ပြီးတိုက်ပွဲပြင်းတဲ့လေးလတာကာလအတွင်းကျွန်တော်တို့ရဲဘော်၃ယောက်ကြာဆုံးခဲ့ရတယ်လို့ပြောခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမကတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်